မိုက်စုံကိုခော့ခါရှမ်းဝတ်တလုံးစားဖူးကြလားရှင်ဒီနေ့တော့ထူထူခြားခြားလေးရှမ်းဝတ်တလုံးထဲထည့်ရတဲ့ခမ်းလို့ကျမတို့ခေါ်တဲ့စီးဖြူဒီပင်အခောက်ကိုရလာလို့ဒီနေ့တော့ရွလွယ်ကူကူရှမ်းဝတ်တလုံးလေးလှုပ်စားဖြစ်ပါတယ်ခမ်းဆိုတာကကျမတို့ဒီရှမ်းရိုးရဝတ်တလုံးထဲမှာထည့်ရတဲ့အဲတက်ခေါက်တမျိုးပေါ့နော်စီးဖြူပင်းအခေါက်လို့တော့ကျမတို့ပြောကြရရှင်ကျမလည်းသိချာတော့မသိဘူးရှင်အရင်ဦးဆုံးဒီဝတ်ရှမ်းဝတ်တလုံးလောက်ဖို့ဆိုရင်ကျမတို့ဒီစီးဖြူပင်းရဲ့အခေါက်တွေကိုကျမတို့သိချာလေးခ ချစ်ပါမယ်ချစ်ပြီးတော့ပြီဆိုရင်တော့ကျမတို့အဲ့အခောက်တွေကိုကျင့်ညက်သွားအောင်ထောင်းပေးပါမယ်ရှင်ရှံရရဝတ်တလုံးလို့ဖို့ဆိုရင်လို့အပ်တာတွေကတော့ဝတ်တာခရမ်းချင်တီကျက်သွန်နီးဂျင်းကျက်သွန်ဖြူငရုတ်တီးစိမ့်ရှမ်းနန်နန်းနန်နန်ပင်ကျက်သွန်မိတ်ဒါတွေပါပဲရှင် ပုံမှန်ဆိုရင်တော့ခုနကကျမတို့ဒီထောင်းထားတဲ့ခမ်အမုံရဲ့အသားတွေပါဝင်ပစ္စည်းတွေအားလုံးကိုတောက်တောက်ဆင်ပြီးတော့မှယော်ပြီးနေပေးရမှာပါကျမတို့ဒီနေ့အမြန်နီးအလွယ်နီးပေါ့နော်ပါဝင်ပစ္စည်းတွေအားလုံးကိုယော်ပြီးကြိတ်လိုက်ပါတယ်ပြီးရင်တော့အရတာအတွက်စားအရတာမုံနဲ့သူပြည့်ပြည့်စုံတဲ့ရှမ်းရိုးရာဝတ်တလုံးဖြစ်ဖို့ဆိုရင်တော့ကျမတို့အမ် အရာဖျင်းလို့ခေါ်တဲ့ရှာဟင်းခတ်မုံတမျိုးကိုထည့်ရပါမယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းတီဘောနဲ့တိမ်နီလိုင်းရှို့တီဒေသတွေမှာတော့အစားများပါတယ်ရှင်။ thank you င်ပစ္စည်းတွေအားလုံးကိုကြိတ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီကြိတ်ထားလို့ရတဲ့အသားအနစ်ကိုကျမတို့စလုံးစလုံးထဲထည့်ပြီးတော့မှအလုံးလေးတွေတေချာလုံပြီးတော့မှဒဲအိုးထဲစီစီရီထည့်ပါမယ်ရှင်အလုံးကတော့ကိုကြိုက်တယ်လို့မျိုးကြိုက်တဲ့နှစ်သက်ရအရွယ်စားလို့မျိုးလုံလို့ရပါတယ် ဝတ်တလုံးတွေကိုအိုးထဲမှာတေချာလေးထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့စီလေးနည်းနည်းထည့်ပြီးတော့မှရေထည့်ပြီးတော့မှအိုးကိုတည်ထားပါမယ်ရှင်တချို့ကတော့ဒီဝက်တလုံးကိုကြော်လဲကြော်စားကြရယ်ပေါ့နော်ကျမကတော့စီမြမြိုင်းနဲ့ကြော်စားတာမျိုးတိတ်မကြိုင်းလို့ဒီလိုပုံစံလေးပဲချက်ဖြစ်ပါတယ်ရှင်။အိုးထဲကရေဒီလဲခန်းဝက်တလုံးလေးလဲအနံ့မွေးလာပြီးမှအယောင်ပြောင်းသွားပြီဆိုရင်တော့စားလို့အရင်ကောင်းတဲ့ရှမ်းဝက်တလုံးလေးရပါပြီရှင်။ ပုံမှန်ကတော့ဒီဝက်တလုံးကိုသမင်းနဲ့ဒီတိုင်းပဲစားကြတယ်ဆိုရင်မယ်ခုနကတည့်ထားတဲ့အိုးထဲမှာရေလေးထည့်ပြီးတော့မှဟင်းရေလေးချက်စားရင်လည်းအရန်စားလို့ကောင်းပါတယ်ရှင်အားလုံးပဲစားကြပါအောင်ရှင်